အားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအုပ်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝေဖန်ခဲ့သူတွေကိုနယူးယောက်အိုဂျီတဲဖြဲပါပြီဆိုတဲ့သတင်းနဲ့အတူဒူဘိုင်းမှာခရစ်တိုနဲ့အခွန်ဆောင်လို့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပမအောင်ဆုံးတည်တဲ့ဘုတ်အနေနဲ့ဝေဖန်ခဲ့သူတွေကိုညိုရောက်အုတ်ကြီးတဲဖြဲပါပြီးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မေလ20ရက်နေ့မှာနယူးယောက်မြို့ရဲ့ပထမဆုံးခရစ်တိုဆမစ်တစ်ခုကို Crazy Mansion မှာကျင်းပသွားဖို့ရှိနေပါတယ်။အရင်ကခရစ်တိုဆိုရင်ခါခါတီတီဖြစ်ခဲ့တဲ့နယူးယောက်လိုမျိုးမျိုးမှာမြို့တော်ဝင်ဘက်ကစီစဉ်ခဲ့တဲ့ခရစ်တိုဆမစ်တစ်ခုဖြစ်လာတယ်ဆိုတာအတော်လေးတိုးတက်လာတယ်လို့ပြောရမှာပါ။နယူးယောက်မြို့တော်ဝင် Eric Arden ကတော့အရင်ကခရစ်တိုတွေကိုအားပေးသူဖြစ်ခဲ့ပြီး 2022ခုနှစ်တုန်းကသူ့ရဲ့လစာတွေကိုခရစ်တိုတွေပြောင်းခဲ့ကြောင်းထုတ်ပြောခဲ့ဘူးသူပါ2022ခုနှစ်တုန်းကတော့ခရစ်တိုတွေဝယ်ကင်ထားတယ်လို့ပြောရင်အကြီးခံခဲ့ရပေမဲ့အခုချိန်မှာတော့ရည်နိုင်နေတာဘယ်သူလဲလို့ပြန်မေးရမယ့်အခြေအနေဖြစ်သွားကြောင်းလဲဆိုခဲ့ပါတယ်။နယူးယောက်မြို့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့နယူးယောက်မြို့နဲ့မြို့နယ်လူလူအတွက်ဘလော့ချိန်ကြီးပညာတွေကနေပေးနိုင်မဲ့ရေရှည်တန်ဖိုးတွေကိုအာရုံစိုက်ပြီးမင်းနေနဲ့ထွန်းနေနောက်ကိုလိုက်နေတာမျိုးမဟုတ်ဘူးလို့လည်းအေဒန်ကကြေကြော်သွားခဲ့ပါတယ်။ အခုနယူးယောက်ရဲ့ပထမဆုံးခရစ်တိုဆမဲဟာလည်းမြို့တွေမှာတိုးတက်လာနေတဲ့ခရစ်တိုနဲ့ blockchain ကဏ္ဍတွေအတွက်အဓိကကြတဲ့ပွဲတစ်ခုဖြစ်လာမှာဖြစ်ကြောင်းလည်းဆိုထားပါဗျ။ဒါပြင်ညူယောက်မြို့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့နီးပညာကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးမြို့တွေမှာ crypto, blockchain, web3 ဒါမှမဟုတ်ဘဏ္ဍာရေးဆိုင်ရာနီးပညာနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေလုံဆောင်နိုင်အောင်ကူညီပေးသွားမှာဖြစ်ကြောင်းကြေညာသွားခဲ့ပါတယ်။ဒါကြောင့် Trend အစိုးရလက်ထက်မှာ US မြို့ကြီးတွေရဲ့ crypto ပြိုင်ဆိုင်မှုတွေထဲမှာ ယူရောက်လဲပါဝင်လာပြီးဖြစ်ပြီးဘလောက်ဒီအပြန်အဆိုင်ကျမ်းပြီး industry အတက်ဘလို့အကျိုးတရားမှုတွေရှိလာမယ်ဆိုတာကလည်းစိတ်ဝင်စားစရာပါပဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒူဘိုင်းမှာခရစ်တိုနဲ့အခွန်ဆောင်လို့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ဒူဘိုင်းမှာအစိုးရဝန်ဆောင်မှုတွေကိုခရစ်တိုနဲ့ပေးလို့ရအောင်စီစဉ်နေကြောင်းသိရပါဗျ။ဒူဘိုင်းအစိုးရနဲ့ခရစ်တိုကုန်းတော့ဟာအစိုးရဝန်ဆောင်မှုတွေမှာခရစ်တိုနဲ့ငွေပေးချေလို့ရနိုင်အောင်စီစဉ်ဖို့အတွက်သဘောတူစာချုပ်တစ်ခုကိုချုပ်ဆိုခဲ့ပြီးငွေသားကင်ဆောင်စရာမလိုတဲ့ ဒီဂျစ်တယ်ငွေသားအပြည့်အဝသုံးလို့ရတဲ့လူမှုစနစ်တစ်ခုဖြစ်လာနိုင်အောင်ကုပြမှုရဲ့ဒစိတဲ့ပိုင်းဖြစ်လာဖို့မျှော်မှန်းထားကြောင်း DOF Dubai Department of Finance ကဆိုထားပါတယ်။ဒီဝန်ဆောင်မှုအစဉ်နဲ့ဖြစ်တာနဲ့ Dubai မှာနေထိုင်သူတွေအစိုးရအဖွဲ့အစည်းတွေနဲ့ဆက်ဆံမှုရှိတဲ့စီးပွားရေးသမားတွေဟာ Crypto Coin ရဲ့ Digital Wallet တွေကနေတဆင့်အစိုးရဝန်ဆောင်မှုတွေအတွက် Crypto နဲ့ငွေပေးချေလို့ရနိုင်တော့မှာဖြစ်ပြီးပေးချေတမငွေတွေအလုံးကိုဒီဟန်ငွေသားအဖြစ်ပြောင်းလဲပြီး DOF အကောင့်တွေထဲကိုလွှဲပြောင်းထည့်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်။ ဒါပေမဲ့ဒီငွေပေးချေမှုတွေအတွက်ဘဲခရစ်တိုကိုခွင့်ပြုပေးသွားမယ်ဆိုတာတော့မတိရသေးပဲ။စတေဘယ်ကွန်နေနဲ့အစပြုသွားဖို့များပါတယ်။လိုဗိုင်းမျိုးရဲ့ public နဲ့ private ငွေပေးချေမှုတွေအားလုံးဟာ2026ခုနှစ်မှာငွေသားလုံးဝသုံးစရာမလိုတော့ပဲ။ ဒက်ရှ်လက်အစဉ်90ရာခိုင်နှုန်းထိရောက်သွားအောင်စီစဉ်နေကြောင်းလဲဆိုထားပြီးအခု crypto coin နဲ့ပူးပေါင်းမှုဟာဒီအစီအစဉ်ကိုအတော်လေးရှေးရောက်စေမှာဖြစ်ကြောင်းလဲဒူဘိုင်းအစိုးရဘက်ကဆိုထားပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။